ယ်စီးတဲ့နေပြူဟာတွေကိုအသုံးပြုပြီးအမဲလိုက်တတ်တဲ့ချင်းသေးတွေရဲ့သဘာဝနဲ့အဖွဲလိုက်နေထိုင်တတ်ပြီးအနေရဲ့ကြုံလာရင်တစ္ဆာရှိကြတဲ့ကျွဲအုပ်တို့အကြားမှာဘသူကအနာရရှိသွားမယ်လို့သင်ထင်ပါသလဲ။အဖြေကိုသိချင်ရင်တော့ဗီဒီယိုလေးကိုဆက်ကြည့်လိုက်ကြရအောင်။အာဖရိကန်ဆာဗာနာရဲ့ညဝါဝါမြက်ခင်းပြင်ပေါ်မှာတဘာဝလောကရဲ့အပြင်းထန်ဆုံးစိန်ခေါ်မှုတစ်ခုစတင်နေပါတယ်။တစ်ဖက်မှာတော့သားကောင်ရှာဖွေရမှာအဖွဲလိုက်အမဲလိုက်တတ်တဲ့ထိတ်တန်းသားရဲ့အုပ်စုတစုဖြစ်တဲ့ချင်းသေးအုပ်ပါ နောက်တစ်ဖက်မှာတော့ကိုအလေးချိန်ပေါင်း2000ကီလိုဂရမ်အားဖြင့်900ကျော်အထိရှိပြီးတော့ခြွန်ထက်တဲ့ဥကြိုတွေနဲ့အလွယ်တကူလက်မြောက်ရှုံးမပေးတတ်တဲ့ Cape Buffalo လို့ခေါ်တဲ့ကြွဲတစ်ကောင်ရှိနေပါတယ်။ Cape Buffalo လို့ခေါ်တဲ့ Cape ကြွဲတွေဟာအာဖရိကရဲ့အန္တရာယ်အရှိဆုံးတတဝါကြီး9កောင်ထဲမှာပါဝင်ပါတယ်။သူတို့ရဲ့အစွမ်းထက်ဆုံးကာကွယ်ရေးလက်နက်ကတော့ခေါင်းပေါ်မှာဒိုင်းလိုအုပ်ထားတဲ့ထူထဲတဲ့ဥကြိုခွန်ပဲဖြစ်ပါတယ်။ ီဥစုံနဲ့ရေပြားထုထဲမှုတွေဟာချင်းသေးတွေရဲ့တိုက်ခိုက်မှုကိုကောင်းကောင်းခံနိုင်ရည်ရှိစေပါတယ်။ဒီဗီဒီယိုထဲမှာမြင်နေရသလိုပဲချင်းသေးအုပ်ကဝိုင်းဝန်းတိုက်ခိုက်နေတာတောင်မှကျွဲကတော့မရင်းမရိုင်နဲ့ရက်တည်နေနိုင်နေပါတယ်။ကျွဲတကောင်ဟာချင်းသေးတကောင်တွေကိုအလွဲတကူတံပြန်တိုက်ခိုက်နိုင်ပါတယ်။ ဒါအပြင်သူတို့ဟာပြစ်စာရှိပြီးအဖွဲလိုက်နေထိုင်တတ်တဲ့အနေရကြုံလာရင်တော့ဒဏ်ရာရတဲ့အကောင်ကိုကာကွယ်ပေးဖို့နဲ့ချင်းသေးတွေကိုပြန်လည်တိုက်ထုတ်ဖို့အတွက်အုပ်စုလိုက်ပြန်လာတတ်ကြပါတယ်ချင်းသေးတွေရဲ့ပူပေါင်းဆောင်ရွက်မှုအနေနဲ့ဆိုရင်လေချင်းသေးတွေဟာအာဖရိကရဲ့အစွမ်းထက်ဆုံးမုတ်ဆိုးတွေဖြစ်ပေမဲ့ကျွဲတကောင်ကိုအနိုင်ယူဖို့ဆိုရင်တော့အဖွဲအစည်းနဲ့နှီးဖြူဟာတွေလိုအပ်ပါတယ်တကောင်နဲ့ဆိုရင်ကျွဲရဲ့အားနဲ့ဥကြိုကိုမခံနိုင်ပါဘူး ခြင်သေးတွေရဲ့နည်းပြဟာရင်းအနေနဲ့ဝိုင်းဝန်းတိုက်ခိုက်ခြင်းခန္ဓာကိုယ်အားနည်းတဲ့နေရာကိုပြင့်မတ်ထားခြင်းအားကုန်စေခြင်းအစားရှိတဲ့နည်းလမ်းတွေကိုအသုံးပြုပြီးတော့သူတို့ရဲ့သားကောင်ကိုအမဲလိုက်ကြပါတယ်။တစ်ချိန်တည်းမှာခြင်သေးတွေကဝိုင်းပြီးတော့ခုံအောင်လိုက်မယ်ပြီးရင်ကျွဲကို မလှုပ်ရှားနိုင်အောင်ဖိထားလိုက်မယ်။ ်ချင်းသေးတကောင်ကကျွဲရဲ့နောက်ကျောပေါ်မှာတက်စီးပြီးလေပင်ကိုကိုက်ဖို့ကြိုးစားသလိုတချို့ကတော့ကျွဲရဲ့နှာခေါင်းခြေထောက်ဒါမှမဟုတ်ဝမ်းပိုက်သားအစားရှိတဲ့အားနည်းတဲ့နေရာတွေကိုဖိဆွဲကိုက်ဖို့ကြိုးစားလိုက်ပါတယ်ကျွဲကိုအဆက်မပြတ်တိုက်ခိုက်ပြီးတော့လှုပ်ရှားမှုအားနည်းလာတဲ့အချိန်ထိအချိန်ယူပြီးတော့ဖိအားပေးထားပါတယ်။အခုဗီဒီယိုမှာမြင်နေရတဲ့အကြက်ရည်နယ်တိုက်ခိုက်မှုဟာတနအီကျော်ရက်အထိကြာမြင့်နိုင်ပါတယ်။ ခြင်းသေးတွေဟာတားခံကိုဖိအားပေးနေချိန်မှာရုတ်တရက်အနှဲ့အပြောင်းလဲဖြစ်လာနိုင်ပါတယ်။အဲ့ဒါကဘာလဲဆိုတော့ကျွဲအုပ်ရဲ့ခေဆဲမှုပါပဲ။မချားခင်ရဲ့ချင်းရဲ့အတွဲမှာပဲကျွဲတကောင်ဒုက္ခရောက်နေတာကိုကြားရတဲ့ကျွဲအုပ်ကြီးဟာအတူတကွအစီစီလုံးလုံးနဲ့အချိန်ဟုန်ပြင်းပြင်းပြန်လဲရောက်ရှိလာလိမ့်ရှိပါတယ်။ဒီအချိန်လေးမှာချင်းသေးတွေဟာကြီးမားတဲ့အကျွဲအုပ်ကိုကြောက်ရွံ့ပြီးအမဲပေါင်ကိုလက်လွတ်လိုက်တာထွက်ပြေးရလိမ့်ရှိပါတယ်။ တိုက်ပွဲတိုင်းဟာတားရဲနဲ့တားကောင်ရဲ့တိုက်ပွဲတက်တက်မဟုတ်ပါဘူး။ဒါဟာရှင်တန်ရက်တီရဲ့အတွက်ပြင်းထန်တဲ့စိတ်ဓာတ်နဲ့အာရင်တွေရဲ့အားပြိုင်မှုလည်းဖြစ်ပါတယ်။ဒီတိုက်ပွဲကနေသိရတာကတော့တားရဲတရိတ်ဆန်လောကမှာဘယ်သူမှအမြင်နဲ့အနိုင်ရနေရဆိုတာမရှိပါဘူး။ရှင်သေးတွေဟာသူတို့ရဲ့အဖွဲလိုက်ပူပေါင်းဆောင်ရွက်မှုကြောင့်အောင်မြင်နိုင်တယ်လို့ကျဲတွေဟာလည်းသူတို့ရဲ့ကြီးမားတဲ့အစွမ်းအစပြင်းထန်တဲ့ခုခံမှုတွေနဲ့အချင်းချင်းကူညီဆောင်ရှောက်တတ်တဲ့စိတ်ဓာတ်တွေကြောင့်လွတ်မြောက်နိုင်ကြပါတယ်။ ဒါဟာတဘာဝလောကရဲ့နေ့စဉ်ဖြစ်ပျက်နေတဲ့ကြမ်းတမ်းတဲ့ရှင်သန်မှုဇလန်းတစ်ပုဒ်ပါပဲ။နောက်ထပ်မှတ်သားစရာအနေနဲ့ပြောပြရရင်တော့အရွယ်ရောက်ပြီးသားအထီးချင်သေးတွေဟာပြန်မြပေါင်၄20ကီလိုဂရမ်အားဖြင့်190ကီလိုဂရမ်ခန့်ရှိပြီးတော့ကိတ်ကျွဲထီးတွေကတော့ပြန်မြပေါင်1500ကီလိုဂရမ်အားဖြင့်680ကီလိုဂရမ်ကနေပေါင်2000ကီလိုဂရမ်အားဖြင့်900ကီလိုဂရမ်အထိရှိနိုင်ပါသေးတယ်။ ခြင်သေးတွေအနေနဲ့အင်အားကြီးတဲ့ကျွဲတွေကိုအနိုင်ရဖို့ကတော့ခြင်သေးအုပ်ဟာအမဲလိုက်မှုအကြိမ်20မှာတစ်ကြိမ်မြသာအောင်မြင်လေးရှိပြီးတော့ကျွဲတွေကိုအမဲလိုက်တဲ့အခါမှာတော့အန်ဒီရဲ့အများဆုံးနဲ့အောင်မြင်ဖို့အခက်ခဲဆုံးအမဲလိုက်မှုတွေတဲကတစ်ခုပဲဖြစ်ပါတယ်အခုလိုတာရဲတရိစံတွေနဲ့ပတ်သက်တဲ့သဘာဝအကြောင်းအရာတွေနဲ့ဘဝတုဒ္ဓရပွဲရာထူးထူးဆန်းဆန်းအကြောင်းအရာတွေကိုသိရှိကြတဲ့ဆိုရင်တော့ channel လေးကို subscribe လုပ်ပြီးအမြဲတမ်းစောင့်ကြည့်ပေးဖို့လည်းတောင်းဆိုလိုက်ပါတယ်ရှင်။